ုဒါပြောတာကျွန်တော်ကဒီစီဂျင်ဆက်တက်တာဒါဒါ၃ရက်မြောက်ပြီးရင်ကျွန်တော်ကဒါဒီပြည့်တော်မှာပေါ့နှစ်ပတ်ပြည့်တော်မှာပေါ့နော်ခုကျွန်တော်ကဒါအတန်ပေးနေတယ်ကျွန်တော်ဒီ65အောက်ပဲရောက်နေတယ်အဲကျွန်တော်စားရတော့တာကျွန်တော်ဒါလောဆယ်ကျွန်တော်မှန်နေတယ်ပေါ့နော်ကျွန်တော်ဒီဆက်တက်တဲ့ရွေးချက်ကလည်းကျွန်တော်ကစီချိုရှိလို့မဟုတ်ဘူးကျွန်တော်ကညစာဖြတ်လိုက်တယ်ထင်းမင်းမစားတဲ့ခါအသားပဲစားတယ်အရွက်ပဲစားတယ်ခါလေးပြရတော့တယ်ခါလေးအရင်နည်းနည်းပပတောက်တယ်ကျွန်တော်တောက်တယ်ဆိုတာဂိုင်လိုင်းနဲ့တောက်တာ US guideline က 88cc ပဲတရားမဲမကျော်ဘူးအဲ့တော့ US guideline ကနှစ်ပတ်တစ်ပတ်က 44cc အဲ့တော့ 88cc ဒီသူကဒါ limit ဒီအာရှနဲ့ပတ်သက်ရင်တော့သူက 90cc တိတ်မကွာပါဘူးသူက3ပတ်ပေါ့အဲ့တော့တူတူပါပဲအဲ့တော့ကျွန်တော်ကခုခုစီးကိုကြာနေကြာနေကြာတယ်နည်းနည်းမူးလာတော့တောက်လို့မူးတာမဟုတ်တော့ဘူးအချိုတက်ကြာလို့အဲ့တော့ကျွန်တော်ကဒီဒီဆက်လေးတက်ထားတာ ါမပြီးသေးဘူးကျွန်တော်ဆက်တက်တာအေးဒါအင်းဒီနာမှာအဲ့တော့ကွာချိုချွာ65 65ဆိုတော့သူချိုနေနဲ့ကြာနေပါတော့ဒီအဆက်ကအလံပေးထားတယ်သူက9 90အောက်ဆိုကျွန်တော်ကသူကအလံပေးထားတယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ပြောနေတာကစီယူသမားတွေကအစာကိုချလိုက်ချလိုက်ရင်သူကတေချာပေါက် စီချိုထိနိုင်လိမ့်မယ်။တဘာမခက်ဘူးညစာထမင်းမစားနဲ့ရတာပဲကျွန်တော်လည်းအသားစားတယ်အခုကျွန်တော်အရွက်စားတယ်။ဒါပဲလေ။ခုမူးတယ်ဆိုစီချိုကြနေတော့စီချိုကတော့65 60အောက်ရောက်ပြီဆိုကျွန်တော်မရတော့တုံးလာတာ။ကျွန်တော်ကချိုးစားမှရတယ်။ကျွန်တော်ခုအဲ့ဒါအဲ့ဒါလေးကိုကျွန်တော်အောက်အောက်မှာကျွန်တော် screen shot ရပြန်မယ်ကျွန်တော်အချိန်နဲ့ခုတ17နာရီ36ကျွန်တော်ရဲ့ black glucose level ကတော့ဒီ60အောက်ရောက်တော့ကျွန်တော်မကောင်းတော့ဘူးလေเนาะကျွန်တော်မူးတယ်မူးတယ်အဲ့တော့ ကျွန်တော်ကကျတော့အဲ့လိုပဲတခါလေအဲ့လိုဘီယာရက်တွေတောက်တာနားလိုက်ပြီဆိုရင်သူကအချိုးကကျပြီအဲ့အဲ့တော့ကျွန်တော်အဲ့ဒါကိုသိချင်လို့ကျွန်တော်ရဲ့ဟာကိုတက်တာဆိုတော့ကျွန်တော်စီချိုမရှိဘူးကျွန်တော်ကဒီ hypo risk များတယ်တခါကျတော့အဲ့လိုမျိုးတုံလာတယ်လို့အဲ့လိုမောလာတာလို့ဆိုရင်သိကြတယ်ကျွန်တော်အဖေကကျနေလို့ကျွန်တော်တက်ကြည့်တာဆိုတော့အဲ့ဒါဆိုသိကြတယ်ကျွန်တော်ကကျွန်တော်ကကျတော့အဲ့ coffee တလောက်တောက်နေတော့ကျွန်တော်အချိုးကျနေတာအဲ့တော့ကျွန်တော်မမဟုတ်ကျွန်တော်တည်း coffee ၄ခွက်၅ခွက်တောက်တာဆိုတော့ကျွန်တော်အချိုးကျတယ်အဲ့တော့အဲ့လိုအများကြီးမတောက်တော့ဘူး 东块的稻田瓜，阿罗高飞稻的，只有来说自家做阿咪，但是不不不烂的，实在难，东这口。